င်္ဂလာပါရှင်။တန်လင်းတိုင်းရဲ့နိုဝင်ဘာလ29ရက်နေ့အတွက်ညနေခင်းနောက်ဆုံးရသတင်းတွေကိုကျမယွန်းကြည်ပြားကတင်ဆက်ပေးတော့မှာပါ။ဒီကနေ့ညနေခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့မွန်ပြည်နယ်မှာပုံမှန်905ကကြီနဲ့12ဦးပြန်လွတ်လာတဲ့သတင်း။မြောက်ဒီတောင်ရင်မြစ်ဘေးမှာကြားပြန့်လုတာ900နီးပါးတောင်တင်နေတဲ့သတင်းနဲ့ရွေးကောက်ပွဲပါဝင်သူတွေကိုအေးအေးယူမှုစတင်တော့မယ်လို့မွန်ပြည်ဖက်ဒရယ်ကောင်စီပြောလိုက်တဲ့သတင်းတွေကိုပါရှုစားကြရမှာပါ။ နိုင်ငံတကာသတင်းတွေမှာတော့ထိုင်ဝမ်အရေးတရုတ်ကိုရံမစားဖို့ဂျပန်ဝန်ကြီးချုပ်ကိုထရန့်ပြောလိုက်တဲ့သတင်းအာဖဂန်နစ္စတန်နိုင်ငံသားတွေရဲ့ရွှေပြောင်းနေထိုင်ခွင့်တောင်းဆိုမှုအမေရိကန်ဆိုင်းငံ့လိုက်တဲ့သတင်းတွေနဲ့အတူမနက်ဖြန်အတွက်မိုးလေဝသသတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင်။ အာနာသိန်းစစ်ကောင်ဖြင့်ရဲ့ရာဇသက်ကြီးဥပဒေပုံမှာ905ကကြီးနဲ့လွန်ငင်းခွင့်ပေးတဲ့သူတွေထဲမှာမွန်ပြည်နယ်က12ဦးပါဝင်တယ်လို့အကျဉ်းထောင်တဲ့နှိဆက်သူတွေကတန်လွင်ထိုင်းကိုပြောပါရယ်။အာနာသိန်းစစ်ကောင်ဖြင့်ဟာနိုင်ငံတော်အကြီးညိုပြည့်စုံမှုရာဇသက်ကြီးပုံမှာ905ကကြီးနဲ့လူပေါင်း3000ကျော်ကိုလွန်ငင်းတပ်သားခွင့်ပေးအပ်လိုက်တယ်လို့နိုဝင်ဘာလ26ရက်နေ့ညပိုင်းမှာထုတ်ပြန်ပါရယ်။ အဲ့ဒီထဲမှာမွန်ပြည်နယ်ကြိုင်မျောဗဟိုအကျင်းတောင်မှာအကျဉ်းကျခံနေရတဲ့အမျိုးသားလေးဦးအမျိုးသမီး2ဦးတထုံအကျဉ်းတောင်ကအမျိုးသား6ဦးစုစုပေါင်း12ဦးကိုလွန်ငိမ့်တက်တာခွင့်ပေးအပ်ခဲ့ပါတယ်စစ်ကောင်ရှင်ကတော့ရွေးကောက်ပွဲဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေဖို့နဲ့လွတ်လပ်မြတ်စွာဆန္ဒမဲပေးနိုင်ဖို့ဆိုကပုံမှန်905ကာကြီးအရပြည်တံကြားခံလျက်ရှိတဲ့အကျဉ်းသားအကျဉ်းသူ2361ဦးကိုကြန့်ရှိတဲ့ပြည်တံလျှော့ပေါ်ပြီး လူငင်းသက်သာခွင့်ပြုလိုက်တယ်လို့ထုတ်ပြန်ရေးသားထားပါတယ်။ဒါအပြင်ပုံမှန်905ကကြီးအရအကျဉ်းတောင်အချုပ်ထောင်နဲ့အကျဉ်းစခန်းအသီးသီးမှာပြစ်ဒဏ်ကြားခံနေရသူအကျဉ်းသားအကျဉ်းသူ924ဦးကိုလည်းနောက်တစ်ကြိမ်ပြည်မှုထပ်မံကျူးလွန်ပါကအဲ့ဒီပြစ်ဒဏ်အပြင်အခုကြားခံမှုကြံရှိနေတဲ့ပြစ်ခံတွေကိုပါဆက်လက်ကြားခံပါမယ်ဆိုရက်စီကံသတ်မှတ်ချက်တွေနဲ့လူငင်းခွင့်ပြုလိုက်တာဖြစ်တယ်လို့ပြောဆိုပါရရှင်။ဒါအပြင်ပုံမှန်905ကကြီးနဲ့တရားစွဲခံရပြီးနောက် ထွက်ပြေးတန်းရှောင်နေသူ9580ဦးကိုလည်းစစ်ကောင်ပြန်ရဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကအမှုပိတ်သိမ်းလိုက်တယ်လို့ကြေညာထားပါတယ်။မွန်ပြည်နယ်ရှိအချင်းတောင်တွေမှာတော့နိုင်ငံတော်ဝန်ကနေနိုင်ငံရေးပုံမှအမျိုးမျိုးနဲ့အချင်းကြခံနေရတဲ့နိုင်ငံရေးအချင်းသားအချင်းသူစုစုပေါင်း300ဦးထပ်မံနေရှိနေတယ်လို့အချင်းဦးစီးနဲ့နီးစပ်သူတွေရဲ့ပြပြချက်အရသိရပါရရှင်။ ကရင်ပြည်နယ်မြောက်ပြည်မြို့နယ်ကမင်းလက်ပံတိုက်ပွဲကြောင့်တရုတ်ကြားဖြန့်ဆိုင်ထဲကနေထွက်ပြေးလာတဲ့ကြားဖြန့်အလုတ်သမား900နီးပါးထိုင်းနယ်စပ်တောင်ရင်မြစ်ဘေးမှာတောင်းတင်နေတယ်လို့သိရပါဗျ။ဒီသတင်းကိုတော့အင်မီယောင်ကတင်ဆက်ပေးထားပါရှင်။ကရင်ပြည်နယ်မြောက်ပြည်မြို့နယ်မင်းလက်ပံတိုက်ပွဲကြောင့်တရုတ်ကြားဖြန့်ဆိုင်ထဲကထွက်ပြေးလာတဲ့ကြားဖြန့်အလုတ်သမား900နီးပါးထိုင်းနယ်စပ်တောင်ရင်မြစ်ဘေးမှာတောင်းတင်နေတယ်လို့ဒေသတွင်းသတင်းမြစ်တွေကတန်တွင်တိုင်းကိုပြောပါရတယ်။မြောက်ပြည်မြို့တောင်ဘက်ထိုင်းမြန်မာနယ်စပ်နာက မင်းလက်မှန်ရွာကိုနိုဝင်ဘာလ22ရက်နေ့ကအင်ဂျင်မြိုင်မဲကွာခီရွာကနေစစ်ကော်မရှင်တပ်စစ်ကြောင်းထမှန်ထိုးလာခဲ့တာကြောင့် KNL တပ်မ6တော်လည်ရင်အားစုတို့နဲ့တိုက်ပွဲပြင်းထန်ဖြစ်ခဲ့တာပါ။ဒါ့အပြင်နိုဝင်ဘာလ22ရက်နေ့ကမင်းလက်မှန်ရွာထဲမှာရှိတဲ့ DKB ရဲ့တရုတ်ကြားဖြန့်ဆိုင်ကို KNU ကဝင်ရောက်စီးနင်းခဲ့ပြီးကြားဖြန့်လူသမားထောင်ချီဖမ်းဆီးရမိခဲ့သလို DKB တပ်ဖွဲ့ဝင်တွေကလည်းလက်နက်နဲ့တူဖမ်းဆီးရမိတယ်လို့ KNU ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။ ဒီလိုဝင်ရောက်စီးနင်းခဲ့တာကြောင့်မင်းနပန်ရွာကဒီကေပီရဲ့လက်အောက်ကတရုတ်ကြားဖြင့်ဆိုင်မှာလုတ်ကင်နေကြတဲ့လူသမားတွေဟာလူမာလာ26ရက်နေ့ကနေဆက်တောင်းရင်းမြင်လာကိုထွက်ပြေးရောက်ရှိလာကြပြီးအိုင်းဘက်ကအဝင်မခံတာကြောင့်အဲ့ဒီနေရာမှာပဲလူမာလာ29ရက်နေ့ထိတောင်းတင်ပြီးနေထိုင်နေကြတယ်လို့ဒေတာရင်းသတင်းမြစ်ကဆိုပါတယ်မင်းနပန်ရွာကဒီကေပီကြားဖြင့်ဆိုင်ကို KNU ကဝင်ရောက်စီးနင်းခဲ့ပြီးနောက်လူမာလာ26ရက်နေ့ကရွာထဲကိုစစ်ကောင်ရှင်တပ်ကမင်းလက်ပံရွာပြင်ရသည့်ကူရွာ အနောက်ဘက်ကလည်းလေနဲ့ဘုံလာရောက်ကျဲချတိုက်ခိုက်ခဲ့တဲ့အပြင်လက်နက်ကြီးတွေနဲ့လည်းပစ်ခတ်ခဲ့တယ်လို့ဒေသတွင်းသတင်းမြစ်ကဆိုပါတယ်။နိုဝင်ဘာလ28ရက်နေ့မနက်ပိုင်းမှာလည်းစစ်ကော်မရှင်တပ်ကမင်းလက်ပံရွာဘက်ကိုစစ်ကြောင်းထိုးဖို့ကြိုးစားနေခဲ့ရာတော်လိုင်းအင်အားစုတွေနဲ့တိုက်ပွဲပြင်းထန်ဆက်ဖြစ်နေတယ်လို့သိရပါတယ်။စစ်ကော်မရှင်တပ်ဟာမြောက်ရီဝေါ်လီလမ်းမိုင်းကတပ်စခန်းတွေကအားလုံးကိုပြန်လည်သိမ်းပိုက်နိုင်ရေးနဲ့နေမီပြန်စုမှုနိုင်ရေးအတွက်ပြီးခဲ့တဲ့အောက်တိုဘာလကစပြီးလိခိကိုကနေတဆင့် စစ်ကြောင်း၃ကြောင်းထပ်မင်းစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်အထွေထွေရွေးကောက်ပွဲမှာပါဝင်သူတွေကိုပြဋ္ဌာန်းထားတဲ့တရားဝင်အတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆိုင်ရာဥပဒေနဲ့စတင်အရေးယူနိုင်ပြီလို့မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကပြောပါတယ်ဒီသတင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်စစ်ကော်မရှင်ဦးဆောင်ကျင်းပမဲ့ထွေထွေရွေးကောက်ပွဲမှာပါဝင်သူတွေကိုပြဋ္ဌာန်းထားတဲ့တရားမဝင်အတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆိုင်ရာဥပဒေနဲ့ စတင်ရေးယူနိုင်ပြီလို့ Monpi Federal Council MSFC ကတန်လွင်တိုင်းကိုပြောပါတယ်။ Monpi Federal Council MSFC ကနိုဝင်ဘာ22ရက်နေ့မှာတရားမဝင်အတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆိုင်ရာဥပဒေကိုအတည်ပြုခဲ့ပြီးအများပြည်သူသိရှိနိုင်ရေးနိုဝင်ဘာ25ရက်နေ့မှာပြဋ္ဌာန်းထုတ်ပြန်လာတာပါ။ဥပဒေအရဘသူမဆိုစေုပ်စုကပြုလုပ်တဲ့အတူရောင်ရွေးကောက်ပွဲကိုမွန်ပြည်အတွင်းမှာဖြစ်စေမွန်လူမျိုးကိုစားပြုပြီးကိုယ်စားလှယ်လောင်းဖြစ်ဝင်ရောက်ရွေးခန္ဓာစည်ရင်တင်သွင်းတာနိုင်ငံရေးပါတီဖြစ်တည်ထောင်တာမှတ်ပုံတင်တာမပြုရဘူးလို့ဖော်ပြပါရည် ဒါအပြင်အတူရောက်ရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့နိုင်ငံရေးပါတီတခုခုမှာပါတီဝင်ဖြစ်ဝင်ရောက်တာတနည်းနည်းနဲ့မဲဆွယ်စည်းရုံးတာအခကြေးငွေရယူတာဖြစ်စေမရယူတာဖြစ်စေအားပေးကူညီတာနဲ့ပတ်မိုးတာတွေကိုဘယ်သူမှစိုးမပြုတ်လို့ရဘူးလို့ဥပဒေမှာပြဋ္ဌာန်းထားတာပါတစ်ဖက်မှာဘယ်သူမှစိုးတရားမဝင်အတူရောက်ရွေးကောက်ပွဲကိုလာရောက်မဲပေးစေဖို့ အများပြည်သူဒါမှမဟုတ်ပြည်သူတအူးကိုစားနေဖြစ်စေနှုတ်နေဖြစ်စေအမိန်ပေးတာစီယုံတာလှုံ့ဆော်တာချင်းချောက်ကြက်ကင်တာတွေမလုပ်ဖို့တားမြစ်ထားတာဖြစ်ပါလေအဲ့တားမြစ်ချက်တွေကိုဖောက်ပြရင်အ ਨੇ စုံထောင်းနဲ့တစ်နှစ်ကနေအများဆုံးထောင်းနဲ့၅နှစ်ထိဖြစ်စေဒဏ်ငွေရိုက်တာခံဝင်ကြိရေးထိုးတာနဲ့လူမှုရေးပြစ်ဒဏ်တရရက်ကိုဖြစ်စေဒဏ်နှစ်ရက်လုံးစားမဲ့ခံရနိုင်တယ်လို့ဖော်ပြပါလေတရားမဝင်အတူရောင်ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီဥက္ကဋ္ဌမိသူတေကျော်က ဥပဒေကိုပြည်သူတွေတိရှိအောင်ပူးပေါင်းဆောင်ရွက်အောင်ပညာပေးလှုပ်ဆောင်မှာဖြစ်တဲ့အတွက်ရွေးကောက်ပွဲကိုအတိုင်းအတာတစ်ခုတည်ဟန်တားနိုင်မယ်လို့ပြောပါသည်။ကျမတို့ပြထန်းဟန်ထားတဲ့ဥပဒေများလည်းပြည်သူများကိုပညာပေးအေးရန်ပြည်သူများပါဝင်မှုကိုလည်းအဲအလေးထားအာပညာပေးသွားရန်ကျမတို့ကလည်းဒီလက်ကမ်းစာဆောင်များပြည်သူဟိုစစ်တမ်းများ အာစတဲ့ဆောင်ရွက်မှုတွေအပြည်သူပညာပေးမှုပြည်သူပူးပေါင်းဆောင်ရွက်မှုဟိုဆိုတဲ့အရာများလဲအဲပါတာဖြစ်တာပေါ့နော်အဲ့ဒီအဲကြောင့်မို့လို့ဟိုဒီတားစီဟီအာအာ အပြစ်ပေးအေးအေးယူတာပါဝင်ပြည်သူများရဲ့အဲဘူးပေါင်းဆောင်ရွက်မှုနဲ့တကွပေါ့နော်ကျမတို့နဲ့သူလှုပ်ဆောင်มาသွားမယ်ဆိုလို့ရှိရင်တော့အာဒီအဖွဲ့အစည်းတစ်ခုမှားနေတာကို ကျမတို့အတိုင်းအတာတစ်ခုအထိ အကောင်းဆုံးဟောဟသွားသွားနိုင်မယ်လို့ကျမတို့မျှော်လင့်ပါတယ်ဥပဒေရဖွဲ့စည်းတဲ့တရားမဝင်တူရောက်ရွေးကောက်ပွဲဆန့်ကျင်ကော်မတီရဲ့လုပ်ပိုင်ခွင့်တွေထဲမှာပြဋ္ဌာန်းချက်တွေကိုဖောက်ပြကျူးလွန်မှုတွေအတွက်ကော်မတီကနေတရားလိုပြုလုပ်ပြီးတရားစွဲဆိုခွင့်ရှိနေတာပါ ဒါအပြင်အရေးယူနိုင်ဖို့မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ဌာနတွေအဖွဲ့အစည်းတွေနဲ့ပူးပေါင်းတာအပါအဝင်ကောင်စီခွင့်ပြုချက်နဲ့တခြားတော်လိုင်းအင်အားစုတွေကဖွဲ့စည်းတဲ့အစုအဖွဲ့တွေနဲ့ပေါင်းဆက်ဆောင်ရွက်တာဖြစ်ပါလိမ့်မြေပြင်အထိဥတွေတက်ရအောင်ကောင်စီဝင်တွေတာဝန်ထမ်းဆောင်တဲ့မွန်ပြည်နယ်နယ်မြေအတွင်းလှုပ်ဆောင်မှာဖြစ်ပြီးမာမိတ်တွေရဲ့နေပယ်အတိုင်းဝန်းအထိအာဏာတရားဆက်လက်ဆွေးနွေးညှိနှိုင်းဖို့ရာထားတယ်လို့မိသူတကျော်ကရှင်းပြပါလိမ့်ဥပဒေရဲ့ရွယ်ချက်ကတော့နှစ်ပေါင်းများစွာနိုင်ငံကိုစစ်ကြုံပြုဖို့လက်နက်ကန်လူသတ်လိုင်စင်ရယူရေး ဆရာနာရှင်စနစ်တည်မြဲရေးအတွက်ရည်ရွယ်ပြီးကျင်းပမယ့်ဆေးဥစုရဲ့တရားမဝင်ရွေးကောက်ပွဲကိုကာလ၃ပါးစလုံးမှာဆန့်ကျင်သွားဖို့ဖြစ်ပါတယ်။ဒါအပြင်တရားမဝင်အတူရောက်ရွေးကောက်ပွဲသာဖြစ်ကြောင်းအများပြည်သူကိုအသိပညာပေးရင်းနဲ့အဲ့ဒီရွေးကောက်ပွဲကိုဦးစီးပြုလုပ်သူတွေပူးပေါင်းပါဝင်သူတွေနဲ့အားပေးကူညီသူတွေကိုထိရောက်စွာအရေးယူနိုင်ဖို့ဥပဒေမှာဖော်ပြထားတာပါ။ဆစ်ကော်မရှင်ကလည်းသူတို့ကျင်းပမယ့်ရွေးကောက်ပွဲကိုပြက်ပြားအောင်နှောက်ယှက်ဟန်ကြတာဖျက်ဆီးတာစီးအောင်လုံစော်တာဝေဖန်ရေးသားတာတွေကိုရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အရေးယူနေတာဖြစ်ပါတယ်။ မော်ဒီတာကံပြည်သူတို့ကတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအနေနဲ့အများပါဝင်ပတ်သက်ရမှာဖြစ်လို့အခုလိုဥတည်ပြထန်းတာဟာဝင်းဒိုးဝင်ဖို့တခုထပ်တိုးလာတယ်လို့တံလွင်တိုင်းကပြောပါသည်ဒီလိုရဘလို့ဆိုရင်ကျွန်တော်ပြောမှာဝင်းဒိုးဝင်ဖို့တခုထပ်တိုးလာတာပေါ့ဗျာဒီတစ်ဖက်မှာရှိတယ်လေဒီမျိုးကိုမစွတ်ခွာနိုင်မလဲဒီမျိုးကပဲကောက်ကက်ပြီးတော့ဒုက္ခဒုက္ခတွေခံပြီးတော့ဟိုလောက်ကြနေရတဲ့ပြည်သူတွေကတော့ အတိုင်းအတော်နင်းနေမြောင်းတော့ဒီယူကောက်ဝင်နေပေါ့ပတ်သက်ကိုပတ်သက်ရမှာမပတ်သက်ရင်တစ်ခါကလည်းဟိုဆိုးရရတယ်ပတ်သက်ပြင်လည်းတစ်ခါကလည်းအခုလိုထောက်တော့လည်းဥပဒေကြီးကထောက်ထောက်ပြန်လာတယ်ဆိုတော့ဟိုအဓိကဖြစ်နေတာဗျာဒီဒီဘာဖြစ်နေလဲပေါ့အဓိကပြည်သူတွေကဘာဘာလုပ်ပြရမှာလဲပေါ့အဲဟိုဘက်ကဟာကလည်းအမိတ်နဲ့ထောက်ပြန်ဒီဘက်ကလည်းအမိတ်နဲ့ထောက်ပြန်ဆိုတော့ အားလုံးတစ်ခုလုံးကတော့ပြည်သူတို့လုံးတော့ပြည်သူကဘယ်သူတို့လုံးနေရတယ်လဲဆိုတော့ကျွန်တော်တို့ပြည်သူကမိဖို့ပြန်ထောင်းရမနေတာဖြစ်လာတယ်မီဒူရောကတော့တရားမဝင်အတူရောက်ရွေးကောက်ပွဲကိုစန့်ကျင်တားဆီးနိုင်ရေးပြည်သူတွေရဲ့ပါဝင်မှုနဲ့ကောင်စီရဲ့ကြိုးစားမှုဟာတရားစီရင်ရေးနီလန်းရမှားနေတာကိုထောက်ပြပြီးလူခွင့်ရေးအတွက်လှုံ့ဆော်နေရလို့မှတ်ချက်ပြုပါသည်။တရားစီရင်ရေးနီလန်းနဲ့ရေးယူရမှာဥပဒေပါပြစ်မှုတွေကိုစီရင်ဖို့ကောင်စီရဲ့တဘာပတိဒါမှမဟုတ်ကောင်စီတဘာပတိရဲ့တာဝန်ပေးရထားသူကနေအာဏာအနှင်းဖွဲ့စည်းပေးထားတဲ့တရားရုံးအနေနဲ့ပုံမှန်23ရ လွှဲအပ်တိုင်တန်းလာတဲ့အမှုတွေကိုစစ်ဆေးစီရင်ရမှာဖြစ်ပါတယ်။ဒါအပြင်အယူခံဝင်ရောက်ခြင်းနဲ့ပြင်ဆင်မှုတင်ဒင်းနာတွေလည်းပြုလုပ်နိုင်ပြီးတော့အဲ့ဒီအတွက် Mobi Federal Council တရားရေးကော်မတီရဲ့ဆုံးဖြတ်ချက်ဟာအပိတ်တ်ဖြစ်တယ်လို့ဥပဒေမှာဖော်ပြထားတာတွေ့ရပါတယ်။ဝန်ပြည်နယ်မှာတော့စစ်ကော်မရှင်ကျင်းပမဲ့ထွေထွေရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မှုပြည်မချီဆိုင်နိုင်ငံရေးပါတီတွေနဲ့တိုင်းသားလူမျိုးခြေပြူနိုင်ငံရေးပါတီရှစ်ပါတီထက်မနည်းဆင်းရဲသွင်းထားတာပါ။အဲ့ဒီထဲမှာပြည်내ခြေဆိုင်မွန်ညညရေးပါတီပါဝင်စစ်တပ်ကြောထောက်နောက်ခံပြုထားတဲ့ချမ်းခံရေးပါတီ ဥက္ကကိုကြီးဦးဆောင်တဲ့ပြည်သူ့ပါတီဒေါ်တသက်ခိုင်ဦးဆောင်တဲ့ပြည်သူ့ရှေ့ဆောင်ပါတီကြားဖြူပါတီနဲ့တိုင်းသားစီလုံးညီညွတ်ရေးပါတီစတာတွေပါဝင်ပါတယ် ုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ထိုင်ဝမ်အရေးတရုတ်ကိုရန်မစဖို့ဂျပန်ဝန်ကြီးချုပ်ကိုထရန့်ပြောလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဘက်ဘက်ကပြပြပေးထားပါရရှင်။တိုချိုနဲ့ဘေကျင်ကြတန်တမင်းအငင်းပွားမှုဖြစ်ပွားပြီးနောက်ထိုင်ဝမ်ရဲ့အထောက်အချာအာဏာပိုင်ဆိုင်မှုနဲ့ပတ်သက်လို့တရုတ်ကိုရန်မစဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဂျပန်ဝန်ကြီးချုပ်ဆာနေတာကာအီချီကိုနိုဝင်ဘာလ28ရက်မှာအကြံပေးထားကြောင်း Wall Street Journal ကဖော်ပြပါတယ်။ တရုတ်ကသူတို့ကိုပိုင်နဲ့နမိတ်လို့ပြောဆိုထားပေမဲ့ကိုပိုင်အုပ်ချုပ်နေတဲ့ထိုင်ဝမ်ကိုတရုတ်ကတိုက်ခိုက်လာရင်ရှေးရေးအရာပါဝင်ရနိုင်တယ်လို့ဂျပန်ဝန်ကြီးချုပ်ကပြောကြားခဲ့ပြီးနောက်အာရှရဲ့အကြီးအမားဆုံးစီးပွားရေးနဲ့နိုင်ငံခြားအပြင်းထန်ဆုံးအငြင်းပွားမှုတွေဖြစ်ပွားနေပါတယ်။နိုဝင်ဘာလ24ရက်ကဖုန်းခေါ်ဆိုမှုအတွင်းသမရရှိချင်းဖြင့်ကထိုင်ဝမ်ကိုတရုတ်အုပ်ချုပ်မှုအောက်ထားရှိရေးဟာတရုတ်အစိုးရရဲ့ကမ္ဘာလုံးဆိုင်ရာအမြင်ရဲ့တစိမ့်တစ်ပိုင်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက်မကြခင်မှာပဲဖုန်းခေါ်ဆိုမှုအတွင်းထရန့်ကထိုင်ဝမ်ရဲ့အချုပ်အခြာအာဏာနဲ့ပတ်သက်လို့ရန်စပြောဆိုမှုတွေမလုပ်ဖို့အကြံပေးခဲ့တာပါထရန့်ကတရုတ်ကိုရန်မစဖို့ဝန်ကြီးချုပ်တာကာအီချီကိုအကြံပေးခဲ့ပေမဲ့သူ့ရဲ့ပြောဆိုမှုတွေနဲ့ပတ်သက်လို့နောက်ဆုတ်ဖို့ပြောဆိုခဲ့တာမရှိဘူးလို့ Wall Street Journal ကဖော်ပြပါတယ်တာကာအီချီရဲ့ယုံပြောရေးဆိုခွင့်ရှိသူစီမှတ်ချက်ပြုဖို့ AFP သတင်းဌာနကဆက်သွယ်ခဲ့ပေမဲ့အကြောင်းပြန်ကြားမှုမရှိပါဘူး ထိုင်ဝမ်ကိုသူတို့အုပ်ချုပ်မှုအောက်ထားရှိရင်အင်အားသုံးမယ်လို့ပြောထားတဲ့တရုတ်ကဝန်ကြီးချုပ်တာကအီချီရဲ့ပြောဆိုမှုကိုဒေါသတကြီးတုတ်ပြန်ထားပြီးတိုချိုတန်အမတ်ကိုဆင်းခေါ်ခဲ့တယ်လို့ဂျပန်တို့ခရီးမသွားကြဖို့လဲတရုတ်နိုင်ငံသားများကိုတိုက်တွန်းထားပါတယ်။ဂျပန်နိုင်ငံဆိုင်ရာတရုတ်တန်ယုံကလည်းဂျပန်နိုင်ငံရှိတရုတ်နိုင်ငံသားတွေဟာအကြောင်းမဲ့ရိုင်းနှက်စော်ကားခံနေရပြီးဒဏ်ရာရရှိနေရကြောင်းဂယုစိုက်ပြီးနေထိုင်ကြဖို့တိုက်တွန်းထားပါတယ်။ ဂျပန်မှာရာဇဝမှုတွေမြင့်တက်လာနေရလို့တရုတ်ကပြောထားပေမဲ့ဂျပန်ကရာဇဝမှုမြင့်တက်ခြင်းမရှိဘူးလို့ညင်းဆိုထားပါတယ်ထရန်ရဲ့ဖုန်းခေါ်ဆိုမှုအတွင်းဝန်ကြီးချုပ်တာကာအီချီကနှစ်နိုင်ငံဆက်ဆံရေးအကြောင်းဆွေးနွေးခဲ့တယ်လို့ဆိုပေမဲ့ထရန်ရဲ့ပြောဆိုမှုတွေဟာစိုးရိမ်စရာကောင်းတယ်လို့ဂျပန်ရရှိတွေကပြောထားပါတယ်။အာဖဂန်နစ္စတန်နိုင်ငံသားတွေရဲ့ရွှေ့ပြောင်းနေထိုင်ခွင့်တောင်းဆိုမှုအမေရိကန်ဆိုင်းငံ့လိုက်ပါတယ်။ဒီသတင်းကိုတော့ဝိုင်းနီကတင်ဆက်ပေးထားပါရရှင်။ ိမ်ဘူရိုနှင့်အမျိုးသားအဆောင်တပ်ဖွဲ့ဝင်နှစ်ဦးကိုပြစ်ခတ်ခဲ့တယ်လို့တန်လျာရှိသူဟာအာဖဂန်နစ္စတန်နိုင်ငံသားဖြစ်ကြောင်းဖော်ထုတ်သည့်ရှိပြီးရနောက်အာဖဂန်နစ္စတန်နိုင်ငံသားတွေအတွက်ရွှေ့ပြောင်းနေထိုင်ခွင့်တောင်းခံမှုတွေအားလုံးကိုအမေရိကန်ဆွေရကရက်ဆန်းလိုက်ပါတယ်လုံခြုံရေးနဲ့စစ်ဆေးရေးလုပ်ငန်းစဉ်တွေကိုပြန်လည်သုံးသပ်ရေးလှုပ်ဆောင်မှုရှိနေတဲ့အတွက်အခုလိုဆုံးဖြတ်ရတာဖြစ်ကြောင်းအမေရိကန်နိုင်ငံသားဖြစ်မှုနဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဌာနကပြောပါတယ်မြို့သားအဆောင်တပ်ဖွဲ့ဝင်စစ်သား2ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့နိုဝင်ဘာ26ရက်ပြည်ခတ်တိုက်ခိုက်မှုအတွက်တန်လျာရှိသူဟာ 2022ခုနှစ်မှာအာဖဂန်နစ္စတန်ကနေအမေရိကန်ကိုပြောင်းရွှေ့လာသူဖြစ်တယ်လို့စစ်ဆေးတွေ့ရှိထားပါတယ်။အဲ့တဲခိုင်းမှုဟာအကြမ်းဖက်တိုက်ခိုက်မှုလို့ရဖြစ်ပြီးတော့အမေရိကန်နဲ့မသက်ဆိုင်တဲ့နိုင်ငံသားတွေကိုဖယ်ရှားရေးလှုပ်ဆောင်သွားမှာဖြစ်ကြောင်းသမ္မတဒေါ်နယ်ထရန့်က ပြောထားပါတယ်။သမ္မတဟောင်းဂျိုးဘိုင်ဒန်လက်ထက်2022ခုနှစ်မှာအာဖဂန်နစ္စတန်ကနေအမေရိကန်တပ်ဖွဲ့ဝင်တွေစုခွာမှုနဲ့အတူဝရုံးသုံးကအခြေအနေဖြစ်ပွားပြီးရနောက်အမေရိကန်ရဲ့လူဝမှုဆိုင်ရာအထူးကာကွယ်စောင့်ရှောက်ပေးမှုနဲ့အတူအာဖဂန်နစ္စတန်နိုင်ငံသားထောင်ပေါင်းများစွာဝင်ရောက်လာခဲ့ပါတယ်။ သမ္မတဘိုင်ဒန်လက်ထက်ကအမေရိကန်နိုင်ငံထဲဝင်ရောက်လာတဲ့နိုင်ငံသားအားလုံးကိုစစ်ဆေးဖို့လိုအပ်ကြောင်းထရန့်ကပြောထားပါတယ်။သမ္မတရုံးဆိုင်ရာအင်ဗီရိုနီပြစ်ခတ်တိုက်ခိုက်မှုကြောင့်အမျိုးသားအဆောင်တပ်ဖွဲ့ဝင်2ဦးပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့ပြီးတော့၄ချိန်တိုင်ပြစ်ခတ်ခဲ့တယ်လို့အမေရိကန်ရရှိတွေကပြောပါတယ်။ထရန့်ကရာဇဝဲမှုတိုက်ဖျက်ရေးအကြောင်းပြချက်နဲ့မျိုးရီစီအမျိုးသားအဆောင်တပ်ဖွဲ့တွေချထားပြီးတော့ဘယင်အလိုမရှိဆိုတဲ့ထရန့်ဆန့်ကြီးဆန္ဒပြပွဲတွေဖြစ်ပွားနေပါတယ်။ မနက်ပြန်နိုဝင်ဘာလ28ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွာချက်တွေအရမြန်မာနိုင်ငံမြို့ဝကျွန်းပေါ်နဲ့တောင်ပိုင်းဒေသတွေမှာတိမ်အနှဲငယ်ဖြစ်ထွန်းနေပြီးကြံဒေသတွေမှာတော့တင်းကင်းစင်စလောက်ရှိနေတာကိုတွေ့ရပါတယ်။မနက်ပြန်အတွက်ခံမှန်းချက်ကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်းထင်းမှတိမ်ထူထန်နိုင်ပါတယ်။မြမကန်ယူရန်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးတက်လေပင်တွေကြာရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်ရှင်။ မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာအရှေ့ဘက်ကနေတနအိ25မိုင်မှမိုင်30ခန့်အထိတိုက်ခတ်နိုင်ပါတယ်။မြန်မာနိုင်ငံတဝမ်းလုံးမှာမိုးအားရောနေနိုင်ပြီးအများအပြားတာယာနိုင်ပါတယ်။မြန်မာနိုင်ငံတဝမ်းလုံးမှာမြေများကြဆင်းနိုင်ပါတယ်ရှင်။အမြင့်ဆုံးဘူချိန်တွေအနေနဲ့မော်လမြိုင်မြို့၊ဖန်မြို့နဲ့ဒဝယ်မြို့တို့မှာ29ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနိုင်ပါတယ်။မြန်မာနိုင်ငံလုံးမှာခရမ်းလွန်ရောက်ကြီးအညွန်ကရအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့လည်းခံမှန်းရရှိပါတယ်။ ဒီမိုးလေဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ BNR ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကောမတို့ကနေရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တာလင်တိုင်းပြည်ညနေခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တာလင်တိုင်းပြည်သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တာလင်တိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။